ထွေးခင်တယောက်ခေါင်းကိုတပြင်းပြင်းကုပ်နေရင်းနဲ့ရှင်တရအပူတွေကို မြုပ်သိမ့်လိုက်ရပြန်နဲ့လာကြနော်ဝဲသွားပါအောင်ဦးမကြီးရဲ့ကုံစင်းတွေစုံနေပေါ်တယ်လေစုံပေါ်လေးအမေအမေကိုပို့ထည့်ပေးထားတယ်နော်ချက်စားကြည့်ထောပတ်ခရမ်းတွေနော်မချွင်တပြားမှမပေးနဲ့မကြီးမှုတစည်းပို့ထည့်ပေးလိုက်တာမြင့်နှုတ်လေးနဲ့ဟင်းချူချက်လိုက်ဒါမှမဟုတ်ပစွန်ချလေးနဲ့ကြော်စားစမ်းမှာပြောတာပြောနေရပါမယ်ရှင်တဲမှာတော့အပူလုံးစုံနေတယ် ရောင်ရလိုဝင်လာတဲ့ပတ်စံတထောင်တန်းတွေနဲ့ကျန်နေတဲ့ဟင်းသီးဟင်းရွက်တွေပေါ်ကိုပုတ်ပြီးနင့်အဖို့အများကြီးခေါ်နင့်အဖို့အများကြီးခေါ်လို့လုံနေကြအတိုင်းရေရွတ်ရသေးတယ်။ထွေးခင်တယောက်စိတ်ညစ်နေပြီလေပြောရရင်ထွေးခင်မှာကျွေးတင်နေပြီကာယံလေးတောင်ကြိုက်နေပါပေါ့။ကုံစိန်လေးလှနေဖြာနေအောင်ခင်မို့နေပြန်တို့နဲ့ဆွဲရတယ်။နေပြန်တို့ဆိုတာကလည်းယူရင်းနေရင်ဖြစ်နေတဲ့အတူပါပဲ။ 10တို့20တို့အပြင်မတ်တိုးဆိုတာကလည်းဆိုသည်အရေးပေါ်ရင်မတ်တိုးလဲဆွဲရတာပဲအဲ့ဒီတော့ကုံစိမြမြရောင်းရမှဖြစ်မယ်ယောက်ျားဖြစ်သူဆိုသူကလည်းအားကိုးရမလားဆိုပြီးယူမိလိုက်တယ်ယူလိုက်ပြီးတော့မှပဲလက်ကြောင့်မတင်ဘူးဆိုတာသိလိုက်ရတယ်ပင်မဲနဲ့တံမခံနိုင်တာအပြင်အတက်ယောဂပါရှိနေသေးတယ်အုတ်တယ်ကြောက်တယ်ပင်ရန်လောက်ခိုင်းဖို့မပြောနဲ့စိတ်ကနှင်းခိုင်းတာတော့အတက်ယောဂထားတယ် အခုလည်းအသည့်တယောက်တွင်ပေးထားတဲ့အင်ရတစ်ခုရဲ့လုံချုံရေးကနေတလအကြာမှပြုတ်လာပြန်ပြီလေဝေယံဆိုတဲ့နာမည်သာမိုးထမရှိနေတော့တဲ့ယောက်ျားဖြစ်သူကလူလျှော့တဲ့အထက်ပါသွားတဲ့အခုတလောအလုပ်တော်တော်များများကလည်းလူလျှော့တကူအလုပ်ကိုင်းတွေကရှာပလာတယ်မိမကြီးအလုပ်ပြုတ်လာတယ်ဟီဟီဆိုတော့လေမိထွေးခင်ပါတတ်နိုင်ပါလေဒီကြားတဲ့သင်းက အခုတလောအရက်ကလေးတများများလုံနေလို့ညနေဘက်ကိုအရက်ဆိုင်မှာလိုက်ရှာခေါ်ရင်လင်မယားနှစ်ယောက်နောင်ချင်းချရသေးတယ်။တင်းကကျန်တဲ့အချိန်သာကောင်းတာမူလာရင်သိဆိုတာနော်။မနေ့ကအရက်ဆိုင်ကနေသွားဆွဲထုတ်လာရင် လမ်းမှာလင်မယားနှစ်ယောက်ရန်ဖြစ်လာတာ။နေ့မှာအတက်ယောဂရှိတယ်နော်။အဲ့ဒီအရက်တော့ရင်ပို့ဆိုးမယ်ဆိုတာဆရာဝန်လည်းပြောထားတယ်။အိမ်မှာလည်းပြေလည်တာမဟုတ်ဘူး။ကို့မှာမရှိတဲ့ကြားတွေကသူ့ကိုဆရာဝန်ပြရ။ ဆရာဝန်ကပြောတဲ့အတက်ယောဂနဲ့ဆိုင်တဲ့ဆေးတွေဝယ်တိုက်အလုပ်ဆိုလဲကြုံရကြရဝင်လို့ရင်တော့မပြေလဲတဲ့တိခိကြီးမှာအမြင့်တက်ရတဲ့အလုပ်တို့သစ္စာတို့ဆိုမလုံနဲ့မလုံနဲ့လို့ဆိုရင်တကြီးတားနေရသေးတာလုပ်ငန်းခွင်မှာတက်ပြုနေရင်မခတ်ဘူးလားအသက်ကိုညံ့ဆောင်နေလေယောဂအတွက်ဆေးအပြင်အာယုံကြောအားစိဆိုလားအဲ့ဒါဆိုလေဗမာစီရောအင်္ဂလိပ်စီပါစုံနေအောင်တိုက်တာဒါကိုစေချမမှမတောက်ချင်ဘူး အရက်ကြံညနေဘက်ပုံမှန်မိဝဲခြင်းနေတော့ထွေးခင်တယောက်ဒေါသကလှိုက်တက်လာတယ်။ငါဘာသာငါတောက်တာဘာဖြစ်လဲ။အေးတောက်အောင်ဟာတောက်အောင်ဟာထွေးခင်ဝီရန်ကိုနရင်နှစ်ချက်ဥပစ်လိုက်တာသူ့အသားနာတော့ထွေးခင်ကိုမဆဲစဘူးဆဲပါလေရောလား။ဟာတဲမနင်ကနင်းလုတ်ကျွေးနေရတဲ့ဆိုပြီးငါကိုလုတ်တယ်။အေးလုတ်တယ်ဘာဖြစ်လဲ။ငါလုတ်လိုက်ရင်နင်သေးတော့မယ်။အမလီနင်တတိရှင်လုတ်ကြည့်လိုက်စမ်းမဝီရန်ရဲ့ ထီရင်ထီကြည့်လိုက်စမ်းမတကယ်တမ်းတပုတ်ကြရင်ယောက်ျားသားသူ့ကိုထွေးခင်ပေးနိုင်မှမလဲကိုကအတမ်းပဲကျဲရတာဝီယံကလည်းလက်ကပြန်ရိုက်မယ်ဟန်ပြင်းနေပေမဲ့ဘလောက်မိုးနေနေသူ့ကိုလက်မပါတတ်တာထွေးခင်သိနေတယ်လက်ကြောမတင် သုံးစားမရတဲ့ဘဝပဲမင်းဒီမြားကိုတော့ချစ်ရှာသားလို့မသိစိတ်ကကြံဖန်ချီးကျူးနေသေးတယ်အဲ့ဒါကြောင့်ဈေးတွေကအတူရောက်နေဈေးတွေမတွေက အမလီလင်ချစ်မလေးမထွေးခင်ဟေ့ ယုံလေးချော်တာနဲ့ကောက်ယူထားတာကောင်မကသူကိုယ်တိုင်ယုံကြည်တာဟဲ့မိမပသမီးခုံကောင်းတယ်လို့ပြောကြတာကွန်ဖိန်တင်မရရဲ့အပြောဆိုကလည်းပစ်တလေးနဲ့ပစ်တယ်လို့လေသူတို့ပြောလဲပြောချင်စရာ ထွေးခင်ရဲ့မူပြီးအိပ်ပျော်နေတဲ့လင်တော်မောင်လေးကိုအမတ်တမန်ငင်းပြီးတော့မျက်လုံးလေးမှာမြင့်တောင်လေးတွေကကော်ဆင်းနှာခမ်းလေးတွေကရဲနေပြီးတစ်ချက်တစ်ချက် ရုပ်ချင်မင်းသားတောင်းနေတောင်ခက်ဆင်ဆင်မိမပြမနေပြီလား ဟောရောက်လာပါပြီ သူတို့တာဖာသမီးလေးကိုလက်ဆွဲပြီးဆိုင်ရဲ့ဝကက်ခင်းတွေပေါ်ကိုတာဖာနှစ်ယောက်အဖတရားတတ်ထိုင်လိုက်ကြတာထွေးခင်ရဲ့ကုံစိမ့်ဆိုင်လေးကဤခနဲ့ညွတ်ချလူလူဖြစ်သွားတယ်မင်းကငါ့ကိုဆဲထားတယ်မသားကောင်းလို့စိတ်ထင်းနာပြီးဟိုဘက်ကိုမျက်နှာလွှဲထားလိုက်တယ်ဟေးနင်တို့လင်မယားရင်ဖြစ်ထားပြန်မလားဘဲပင်မောက်ဘဲပြဘဲသွေးတွေရောင်းနေစိမ့်စိမ့်က ထွေးခင်တော်လင်မယားဖြစ်နေတဲ့ပုံကိုရိပ်မိပြီးထောက်အော်တယ်။ဟဲ့ရန်ဖြစ်လေခဏပေါ်ဟဲ့လင်ချင်းမလေးမထွေးခင်ကကြာကြာမူနိုင်ပါမလားဝါဟာဟာညီငပိငချောက်တွေကိုနေရာတကျပြင်ဆင်နေတဲ့လေးတဲ့မဝင်းစင်ကအရှင်ဖောက်တော်အကုန်လုံးဝိုင်းရကြပြန်ရောဟဲ့ကောင်းမရင်းနင်းတို့အရင်ပြောတတ်ဆိုတတ်နေလားရန်တွေ့သလိုဟစ်အွန်လိုက်ပြီမဲ့စိတ်ထဲကတော့ဂျင်းနဲ့နေသလိုလိုဝေယံကပြုံးဆဆဖြစ်နေတာကိုလည်းမျက်စောင်းထုတ်ပြလိုက်တယ် ဒါနဲ့မြောက်ကြားတောင်းကိုဒေါက်ခင်းစင်စီပောင်းလိုက်ပါလားကုန်စင်းလေးတွေထပ်တင်လို့ရတာပေါ့ဟာဒီဖေးတွေသူတို့ပြောတဲ့ဒေါက်ခင်းစင်ဆိုတာအတိုးပေးတဲ့အန်တီကိုရီးယားနေစဉ်လက်ပတ်မှုအတွက်အားထားရစားနောက်ပြောဆိုပြီးသူတို့အချင်းချင်းရေပွဲဖွဲ့နေတဲ့ဘဝတူတငယ်ချင်းတွေကိုလည်းအပြစ်မတင်ရပါဘူးသူတို့မှလည်းသူတို့ဘဝသူတို့ဘုံနဲ့ကိုလိုပဲအတိုးပေါ်အတိုးဆင်ချင်းနေရတယ်ပဲပဲမောက်ပဲပြစိမ့်စိမ့်ဆို သူ့ယောက်ျားကမရင်ငယ်နဲ့လိုက်ပြေးွားလို့တက်ကလေးတယောက်နဲ့ကြံခဲ့ပြီးဘဝကိုရုန်းကန်နေရတာငပိငချောင်းမဝင်းစင်ကရောမအေးကလေးဖြတ်အေးရတဲ့လဲတာကိုပြုစုနေရတဲ့အပြင်တပ်ဖြစ်သူကမူရည်စေဝါမှုနဲ့ထောင်ထဲမှာကိုရီဘဝရဲ့လောကဒဏ်နေဟာအရန်ကိုပူလောင်လွန်လာပါတယ်ကိုရီရင်မောနေတယ်ဆိုတာလဲဆိုးလွန်လာတဲ့လောကဒဏ်တွေကိုနာနာကျင်ကျင်ဟတ်တိုက်လောင်ရနေတာမျိုးပါပဲ။ လင်းတော်မောင်ကအများကမူးပြီးရမ်းခဲ့တာသူမဟုတ်သလိုကုံစင်းတွေကိုကူရောက်ပေးနေပြန်ပြီးဈေးပြောလိုက်ထုတ်ပိုးပေးလိုက်ပတ်စံပြန်အငွေယူပေးလိုက်နဲ့အလုပ်တွေရှုံနေလေတယ်။သမီးလေးကိုကြည့်လိုက်တော့ဖအေးဘက်လိုက်တဲ့ရုပ်ရည်နဲ့အသားလေးကဖြူပြီးခေါ်ဘက်ရုပ်လေးလိုနှစ်ဖူးမှတီးတီးညှပ်ထားတဲ့ကိုဝဲစပင်ကလေးနဲ့ပဖောင်ဖောင်ကလေးဟာတွေ့ခင်ရဲ့လောကရန်အထူးအထောင်းတွေကိုသက်သာစေသောလေးတစ်ခွက်လည်းဖြစ်လေရဲ့ မထွေးခင်မနှက်စာအစာပြေအဖြစ်ယူလာတဲ့ဓမင်းဘူးတွေကဓမင်းချမ်းရဲ့ချင်ပေါင်ရွက်ကိုမြင်ငပ်ပြီးနဲ့ကြောထားတာနဲ့ရောနဲ့ပြစ်လိုက်တယ်။စင်ရဲသားအတွက်ဟင်းကအချင်းနဲ့အငန်ကတိကမဟုတ်လား။တလှုပ်လောက်မြည်ပြီးအနေတော်အရသာရှိပြီးဆိုမှစတိစလုံးလေးကိုထိပ်ပြီးဝီယံဘက်ကိုကမ်းပြလိုက်တယ်။ယော့ဒါမယိုးနိုင်တော့တော့လင်မယားကြကစိတ်ကောက်ပြင်းနေပဲမဟုတ်လား။သူ့ဖေကသူ့သမီးကိုပြန်ပြီးသမင်းခွန်နေတယ်။ တာဖာနှစ်ယောက်ထမင်းခွန်နေတာကိုငေးရင်နဲ့ယုတ်တည့်ရဲ့အဝိုင်းရောက်အရိတ်ကလေးကိုထုတ်ခင်းတတိထားမိလိုက်တယ်။ဗစက်ထဲကဝါလက်စာထမင်းကိုအတင်းမျိုးချပြီးကတော့ကမျော့အော်ပြောလိုက်တယ်။အမဒီနေ့မဝဲတော့ဘူးလား။လာကြည့်အောင်လေ။အေးဒီအမက သူ့စီမှာဝဲနေကြဖောက်တယ်။တပတ်စာဝဲပြီးသိမ့်ထားတဲ့သူမို့သူလိုက်ထွေးခင်းအများကြီးရောက်ရတယ်။ပန်းနုရောင်တန်းနေတဲ့မျက်နှာလေးကမတူရဲ့မထီရဲ့စရာလှပနေတယ်။ အဝါဖြောင်းအောင်ကချင်ဝမ်းဆက်လေးကအဲ့ဒီအမရဲ့အလှကိုပိုပြီးနုနယ်စေတယ်။နေစီပန်းအဝါရောင်လေးပန်ထားတာကိုကလည်းကြက်သေးရှိလိုက်တာ။အဲ့ဒီအမရောက်နေတာကြားပြီးတင်းနေဒီနေ့မျက်နှာလေးတော့အနှဲငယ်မကြည့်ဘူး။အင်းအပြန်မှလို့ကတူတူလေးပြောပြီးလက်ထပ်သားတဲ့အဲ့ဒီအမကိုထွေးခင်နားမလည်နိုင်မဲ့ခြံခဲ့ရတယ်။သူဝင်လို့ရနေတာကို မသိလို့ဖိတ်ဆိုးသွားတာလားဒါမှမဟုတ်သမင်းတွေနဲ့ဖက်စားနေတာကိုမြင်ပြီးယွံသွားတာများလား တချို့တထွေလူသားစားတွေကအတန့်ကြိုက်တယ်။ယွန်တက်တယ်လေ။အေဒီအမဆင်မစိုးပါစေနဲ့။အပြန်ငါစီဝင်းဝဲပါစေ။အေဒီအမစီမှာသာငါသမီးလေးလူဖြစ်ခဲ့ရင်ချမ်းချမ်းသာသာနဲ့ပျော်ပျော်ရွှင်ရွှင်နေရမှာ။အခုကြာငါပိုက်ထဲလာဝင်စားရတဲ့သမီးရဲ့ဖအေးကအလုံးမရှိ အမေကအကျွေးထုကုန်စိမ့်တယ်။ဟိုအမဆိုချောချောလှလှလေး။ချမ်းကလည်းချမ်းသာ။ယောက်ျားကမတော်မတရှာကြွေးထားနိုင်တဲ့ပုံလေးရတယ်။ ကန်ကောင်းလိုက်တာအိမ်မှာချင်မွေးမီးမလောက်လက်မွေးမီးမလောက်ထားနိုင်တဲ့သူ့ဘဝလေးဘလောက်အေးချမ်းလိုက်မလဲပျော်ရွှင်နေမလဲအရာကုန်းခန်းကြီးထဲမှာငါသမီးလေးနေရရင်လည်းကောင်းမယ်အဲ့ဒီအမကမွေးစားမယ်ဆိုပြပစ်လိုက်ခြင်းနဲ့เออငါလဲဘာတွေရှောက်တွေးနေမိပါလဲငါသမီးလေးကိုငါဘယ်ခွဲရပါမလဲအီလီသူကလည်းသူများသားသမီးကိုမွေးကျင်ပါမလားသူနဲ့တူတဲ့လှတာပတာလေးတယောက်လောက်မွေးပြမှာပေါ့ဖင်ဖီတဲ့ဘွာ ပျော်ရွှင်ရတဲ့ဘဝတွေကိုအားကျလိုက်တာအဲ့ဒီအမလေးဒီနေ့မျက်နှာသိမကောင်းရှာဘူးသူ့ယောက်ျားနဲ့မြန်ရင်ဖြစ်လာသလားအော်ရင်ဖြစ်လေခဏပေါ့ဒီလောက်ချစ်ဖို့ကောင်းတဲ့အမကို သူ့ယောက်ျားကပြန်ချော်မှာပေါ့ကိုရီးယားကားတွေကလုံနှင်းစီပန်းစီကြီးတွေဘားတွေတောင်ပါအောင်မှာကိုရီမာသာထမင်းချက်နေထားတာကိုယော့လို့ပြောပြီးကြည်အေးရတာလေခုတော့အဲ့ဒီအမပြန်ထွက်လာရင်ငါစီကကုန်စင်တွေမများဝဲသွားပါစေ။ အစ်စ်တွေလည်းအများကြီးထိပ်ပေးလိုက်အောင်မင်းစိတ်ထဲကတွေးနေရင်းနဲ့ပဲအချင်းဖြစ်နေတဲ့ထွေးခင်ရဲ့လက်ကဟင်းရွက်တွေပေါ်ရေလေးသာပြင်းရင်ကဲကဲဘာချက်မလဲမကြီးတို့ရေဒီမှာဟင်းရွက်တွေစုံနေပေါ်တယ်နော်စုံပေါ်လေးနော်စုံပေါ်လေး